င်္ဂလာပါရှင်ဇီဝဒုက္ခဟဲ့ကဲစာပေရဲ့ review channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ယခုတစ်ပတ်မှာတော့ကျမကြီးဆိုင်ရာအမေးဖြေခန်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရွေးချယ်ထားတဲ့ကျမကြီးဆိုင်ရာအကြောင်းအရာလေးကတော့ medical checkup ကိုဘာကြောင့်ပြုလုပ်တယ်လဲဆိုတာကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုဆွေးနွေးပေးသွားမှာတော့ဇီဝဒုက္ခဟဲ့ကဲစာပေမှာဒေါက်တာဇီဝဒုက္ခမှာဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ပါဆရာရှင် medical checkup ကိုဘာကြောင့်ပြုလုပ်တယ်လဲဆိုတာလေးလည်းရှင်းပြပေးပါဦးရှင် ဟုတ်ကဲ့ medical checkup ကိုဘာကြောင့်ပြုလို့သိနေတာလဲမပြောခင် medical checkup ကိုအရင်မိတ်ဆက်ပေးခြင်းပါတယ် medical checkup ဆိုတာလူတစ်ယောက်ရဲ့လက်ရှိကျန်းမာရေးအခြေအနေနောင်ဖြစ်ပေါ်လာနိုင်မဲ့ကျန်းမာရေးပြဿနာများနဲ့ဒီပြဿနာများကိုကာကွယ်ကုသနိုင်မဲ့နည်းလမ်းများကိုရှာဖွေစစ်ဆေးရဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကိုဆိုလိုပါတယ် medical checkup မှာပါဝင်မဲ့အဆင့်တွေကတော့ယောဂရာဇဝင် မေးမြန်းခြင်းခန္ဓာကိုယ်စမ်းသပ်ခြင်းသွေးစစ်ခြင်းဓာတ်မှန် ultrasound ရိုက်ခြင်း ECG စစ်ဆေးခြင်း C1 စစ်ဆေးခြင်းရလာတဲ့အဖြစ်များကိုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးခြင်းစတာတွေပါဝင်မှာဖြစ်ပါတယ်။ဒါဆိုမက်ဒီကယ်ချက်ကပ်ကိုဘာကြောင့်ပြုလုပ်တင်တာလဲ။ယောဂတစ်ခုကိုထိရောက်စွာကုသဖို့နဲ့ပိုဆိုးမလာအောင်ကာကွယ်ဖို့အဓိကလိုအပ်ချက်ကဒီယောဂကိုစောလင်စွာသိရှိထားမှသာဖြစ်နိုင်ပါတယ်။ဒါကိုမက်ဒီကယ်ချက်ကပ်ကသာလုံဆောင်ပေးနိုင်ပါလိမ့်မယ်။ကျွန်တော်တို့လက်ရှိကျန်းမာနေလားရှိပြီသားယောဂကိုပိုဆိုးစေမယ့် risk factor ရှိနေပြီလား။ဥပမာနှလုံးသွေးကြောခြင်းလူနာမှာ ကိုလက်စထရောများနေပြီလားယူရီးယားစစ်အရန်များနေပြီလားနာတာချီယောဂါဥပမာသွေးတိုးဆီးကျိုးကြောက်ကပ်ဆရာတွေရှိနေပြီလားဒါတွေကိုကြိုတင်သိရှိနိုင်ပြီးစောလင်စွာကာကွယ်ကုသနိုင်ပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာကျမရေးစစ်ဆေးမှုရဲ့အဓိကအကျိုးကျေးဇူးလေးတွေလည်းရှင်းပြပေးပါအောင်ဆရာ medical check up ရဲ့အကောင်းဆုံးအစိတ်ပိုင်းကတော့အဖြစ်များတဲ့ယောဂဥပမာသွေးတိုးဆီးကျိုးကဲ့သို့သောယောဂများကိုစောလင်စွာသိရှိနိုင်မယ်အချိန်မီကုသမှုရရှိနိုင်မယ် ယောဂရဲ့နောက်ဆက်တွဲဖြစ်တဲ့လေဖြတ်ခြင်းနှလုံးသွေးကြောပိတ်ခြင်းစတာတွေကိုကြိုတင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။နောက်အားသာချက်တစ်ခုကတော့ကင်ဆာကိလို့ဆိုယောဂဆိုးတွေကိုအဆင်မလွန်ခင်ယောဂမကျွမ်းခင်ကြိုတင်သိရှိနိုင်ပြီးတော့ထိရောက်စွာကုသမှုရရှိခဲ့မယ်ဆိုရင်ငွေကြေးကုန်ကြတတ်တာမယ်ယောဂလည်းပျောက်ကင်းတတ်တာနိုင်မှာပဲဖြစ်ပါတယ်။